ားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့တရုတ်ဆောင်အီးမြတ်သူကိုအစာတောက်ဗီဒီယိုတွေတင်ပြီးလို့ဝေဖန်မှုတွေကြောင့်မခံစားနိုင်လို့ငိုပြီးပြောပြလာတဲ့တရုတ်ဆောင်အီးမြတ်သူရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကတ်ထရီနိုလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီဘက်ကတော့အတန်းမှာအဲ့လိုစိတ်မြင့်တာ ။ငိုလို့စဉ်းစားထား။ဘာလို့လဲမျက်ရည်ချူရဖြစ်မှာဆိုလို့ငိုလို့စဉ်းစားထား။ပျော်ရင်ပျော်ရင်နဲ့ဖြစ်သွားတာ။တမျက်ရည်ချူတာမဟုတ်ဘူးနော်။ဘာမှဖြစ်ဘူး။အဲ့တော့လေဝမ်းမနေဘူး။ဘာလို့လဲ။ငါမိသားစုတို့ငါမိပါတို့ငါလုပ်နေရဆိုရင်စိတ်အဲ့ရဲ့ပီတိကိုယူထားတယ်။ဘဝအိမ်မှာမျက်တို့ဘဝမှာမျက်တို့အဖေအမေနဲ့အမျက်တို့မိသားစုအမျက်တို့အမျက်တို့ဒိနာအမျက်တို့ကိုကြီးစောင့်ရှောက်တဲ့သူတွေ။အဲ့လူတွေမျက်တို့ရှင်စိတ်လုပ်ပေးရမယ်။သူတို့ကိုစိတ်စုံနေမှာထားရမယ်။ ကမလုပ်ဘူးလားဒီကမလုပ်ဘူးလားဆိုတော့ဒီလိုလိုက်ပြောနေရင်လည်းတခုခုများစိတ်အခက်မသိတာချွတ်ချော်သွားတာရှိတယ်ဒီနေ့တော့ဘလို့အနေထားနဲ့နေမှစိတ်ကျင်နေမှာလေဒီလိုမျိုးပဲအဲ့ဒါကိုပြောနေတဲ့အရာအကြောင်းအရာတွေအားလုံးမျိုးတော့ပြောပြစိတ်ခံစားမဖြစ်နိုင်ဘူးလူတိတော့ပေါ့နော်ဒီလိုမျိုးဟိုဟိုအမှုပညာရှင်တွေပေါ့နော် ပြန်ပြောလို့မရပြောပြီးမှသားအခုလည်းပြောဖို့မသားပါဘူးဒါပေမဲ့အရန်မုန်းချက်လာလို့မရအဲ့လိုလူတွေအများကြီးရှိမှာပဲချုပ်ပြောလိုက်လေးလူမိတမင်းစားပြပါလားမစားလာကြပြီမြတ်သူတမင်းစားအတွေ့ပြောတယ်အဲ့မြတ်သူတမင်းစားတမင်းစားပြတယ်ပေါ့ဘာမှအဲ့လိုစားရင်ခုနလိုမျိုးအောက်ကကွန်မန့်တွေပေါ့နော်နင်တို့ပဲစားကောင်းစားနေရဲလို့နင်တို့ပဲပျော်နေလားလို့ဆိုရင်ဟာရင်းနဲ့မြင်လို့ entertainment ဖြောပြေးလောက်ရတာတစိမူနေလို့မမြင်ရတစိဖြောပြေးလို့မမြင်ရပြုံးရနေရပြုံးနေရတယ် ့တော့စားလည်းကောင်းကောင်းမရေးတဲ့ဘူးရေးတယ်ဆိုတော့ဖွဲကနှဲကတိတ်ကမရေးတဲ့ဘူးစကားပြောရင်လည်းစဖဲအနေနဲ့ခါကြတော့အခါကျစကားတွေကကိုပြောချင်တာနဲ့နားရတယ်လွဲတာရှိအောင်ရှိနေတယ်ပြီးတော့စဖဲအရင်နေခဲ့တော့အလုံးလုံးအလုံးလုံးနဲ့မြစ်တို့လိုမျိုးတို့တွေအများကြီးပဲဖြစ်နေမှာပဲဒါပေမဲ့အခုချိန်မှာပြောပြလို့ရတာကအကောင်းမြင်တဲ့စိတ်ကလေးအဆိုးမြင်တာတွေနည်းနည်းလေးလျှော့ပြီးတော့ negative thinking လို့ပြောမှာအဲ့လားလေးလျှော့ပြီးတော့ကိုကိုကိုအကောင်းလေးမြင်ကြည့်ပါကိုမိဘကိုအကောင်းလေးမြင်ကြည့်ပါကိုမိသားစုကိုအကောင်းလေးမြင်ကြည့်ပါကိုပတ်ဝန်းကျင်လေးကို ဖြည်းဖြည်းချင်းလေးပေါ့နော်တရက်တာလေးကစပြီအကောင်းကြီးမြင်ကြည့်ပြီနေကြည့်ကြည့်ဟာအဲ့ဆိုဘာပြောကိုကိုတိုင်းငင်းကြမ်းသွားတယ်ဟွန်းလို့ဆိုတာထက်အော်ဆိုပါလေနဲ့ကွာတယ်ကိုကိုတိုင်းကစိတ်တူတဲ့စကားကြီးပြောကိုမျက်နှာအရင်ကြမ်းတမ်းသွားတယ်ချုပ်ဆိုးသွားတယ်ပြောချင်တာအကုန်လုံးကနင့်နာသူတွေကြီးပါပဲကြက်တက်ခက်ခဲတဲ့ကာလမှာအကုန်လုံးနေရတာမှန်တယ်ကို့ထက်ပို့ပြီးဒုက္ခရောက်နေတဲ့သူတွေရှိတယ် ကိုကိုရနာကို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 ရက်တည်မှုဖြည်းဖြည်းချင်းရွှေ့နေရတဲ့အချိန်မှာလှုပ်ပေးချင်တာပေါ့အားလုံးလှုပ်ပေးနိုင်ကြတော့ကိုလှုပ်နိုင်တဲ့လောက်လေးလှုပ်တာလေးရှိခဲ့တာပဲဒါမဲ့လူဆိုတဲ့မျိုးကငါပြောခဲ့သလိုပဲဘလောက်ကောင်းတာတွေပဲလှုပ်ခဲလှုပ်ခဲစိုးတာကိုပဲမြင်တယ်စိုးတာကိုပဲတွေ့တယ်စိုးတာကိုပဲအမှတ်ရတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အမျက်သူတို့လို့လူတွေအားလုံးကလေစိတ်တရားငုံ့ချက်မှုနဲ့ကြီးတင်းလာရတာငငယ်လေးကမိဘဘလောက်နဲ့နော်တို့ချောင်းနဲ့ရိုက်လာ